ဒီနေ့မှာတော့တရုတ်နိုင်ငံရဲ့နိုင်ငံရေးအနာဂတ်ကိုလုံးဝပြောင်းလဲပြစ်နိုင်တော့မယ့်ဘေကျင်းရဲ့စတုတ္ထအကြိမ်မျက်နှာဆုံးကြီးစီဝေးကြီးစတင်မှုတရက်တာလိုတော့တဲ့အချိန်မှာထိုင်လန်ဆရာသတင်းတွေနဲ့အာနာလွန်ဆွဲဝဲအခြေအနေတွေကိုအစီရင်ခံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့လပိုင်းတွင်းမှာတရုတ်ပြည်မှာရောကဘာမာပါခရက်ရိုက်သွားစေခဲ့တဲ့တရုတ်မင်းသားယူမုံလုံတေဆုံမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးအာနာပိုင်တွေရဲ့တရုတ်ဝင်ထုတ်ပြန်ချက်နဲ့ပြည်ပကသတင်းရင်းမြစ်တွေရဲ့ဆိုဆဲချက်တွေကလုံးဝကွဲပြားခြားနားနေတာကိုတွေ့ရမှာပါ။အာနာပိုင်တွေဘက်ကတော့ယူမုံလုံဟာ 2025ခုနှစ်စက်တင်ဘာလ17ရက်နေ့မှာဘေကျင်းမြို့ကသူ့နေအဆောက်အုံပေါ်ကနေပြုတ်ကျပြီးတည်ဆုံးခဲ့တာလို့ဆိုပါတယ်။ရဲတပ်ဖွဲ့ကလည်းချက်ချင်းစစ်ဆေးပြီးပြည်မှုဆိုင်ရာတန်တရားမရှိဘူးလို့ဆုံးဖြတ်ခဲ့တယ်လို့ဒါဟာအရက်သေးတာတောက်စားထားမှုကြောင့်ဖြစ်ရတဲ့မတော်တဆမှုလို့ပဲအမှုပိတ်ခဲ့ပါတယ်။ဒီလိုအလှည့်မြန်မှုပိတ်လိုက်တာကြောင့်ပဲလူလူကြားမှာတန်တရားတွေအကြီးအကျယ်ဖြစ်ပေါ်စေခဲ့တာပါ။ဒါပေမဲ့ပြည်ပရောက်လွတ်လပ်တဲ့သတင်းရင်းမြစ်တွေနဲ့လေးလာသူတွေရဲ့ဆွဆွဲချက်တွေကတော့ပိုပြီးထိတ်လန့်စရာကောင်းပါတယ်။သူတို့ရဲ့ဖော်ထုတ်ချက်ရာယူမုံလုံးတည်ဆုံးမှုဟာ တရုတ်အာဏာပိုင်အတိုင်းဝိုင်းတွေကအာဏာရှိသုံးပုဂ္ဂိုလ်တွေကကျင့်သုံးတဲ့လျှို့ဝှက်ဆန်းကြတဲ့ဘာသာရေးရိုးရာပွဲရစ်ပူဇော်ပွဲတစ်ခုနဲ့ဆက်ဆက်နေတယ်လို့ဆိုပါတယ်။အဲဒီပုဂ္ဂိုလ်တွေဟာသူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲဖို့ဒါမှမဟုတ်တပ်တန်းကိုဆက်ဖို့အတွက်ရှားပါးတဲ့စွမ်းရည်ရှိသူကိုရှာဖွေရပြီးယူမုံလုံးကိုအဲဒီသားကောင်ဖြစ်ရွေးချယ်ခဲ့တာလို့ယုံကြည်နေကြပါတယ်။အစပိုင်းမှာယူမုံလုံးကိုဂုံပြုတ်ခံရခြင်းနဲ့ပြန်လည်မွေးဖွားခြင်းဆိုတဲ့ဇာတ်ရည်နဲ့ပူပေါင်းဆောင်ရွက်ဖို့ဖျားယောင်းခဲ့ပေမဲ့ယူမုံလုံးကပြင်းပြင်းထန်ထန်ငင်းဆန်ခဲ့တယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။ ဒီဖြစ်ဆိုးရဲ့နောက်ကကတကယ်ကြိုးကင်သူတွေဟာရှီကျင်းဖျင်မိသားစုဝင်နဲ့ဆက်ဆက်နေတဲ့အာနာကွန်ရကြီးဖြစ်တယ်ဆိုတဲ့စွတ်စွဲချက်တွေကလည်းဒီအမှုကိုပိုပြီးနက်နဲရှုပ်ထွေးသွားစေခဲ့ပါတယ်ခင်ဗျာနောက်ထပ်အကြောင်းအရာတစ်ခုကတော့ရှီကျင်းဖျင်ရဲ့ရှားပါးမြေကိုလက်နက်အဖြစ်အသုံးပြုပြီးကဘာကိုချင်းချောက်ဖို့လှုံ့ဆော်ခဲ့တဲ့စစ်စင်ရေးဟာသူ့အတွက်လုံးဝအထိနာသွားခဲ့ပါတယ်သူဟာဝါရှင်တန်ကသာမကကဘာတစ်ခုလုံးရဲ့အမျက်ဒေါသကိုပါဆွာပေးလိုက်သလိုဖြစ်ခဲ့ပြီးအခုဆိုရင်ဘေကျင်းကခေါင်းဆောင်မှုအတိုင်းဝိုင်းဟာတိတ်တဆိတ်ပဲရှီကိုစွန့်ပယ်ဖို့ သဘောတူညီချက်တစ်ခုရရှိသွားခဲ့ပြီလို့သတင်းတွေကဖော်ပြနေပါတယ်။အဆုံးဖြတ်ပေးမဲ့တိုက်ပွဲကြီးဟာလက်တလုံးမှာပဲရှိနေပါပြီ။အပေါ်ကအကြောင်းကိုပြန်ဆက်ရရင်ပြီးခဲ့တဲ့အော်တိုဘာလာ73ရက်နေ့မှာတရုတ်သတင်းတင်ဆက်သူလောင်တိန်ဟာလွတ်လပ်တဲ့သတင်းချင်းမြစ်ပေါင်းများစွာကနေယူမော်လွန်ရဲ့မိခင်ကွယ်လွန်သွားပြီဖြစ်ကြောင်းအတည်ပြုခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ယူမော်လွန်ရဲ့မိခင်ဟာရင်ကလေးကကိုကိုကိုတတ်သိဖို့ကြိုးပမ်းခဲ့ပြီးဆေးရုံအရေးပေါ်တင်ပို့ခဲ့ရဘူးတယ်လို့သိရပါတယ်။ဒါပေမဲ့အခုထွက်ပေါ်လာတဲ့သတင်းအသစ်တွေကသူမဟာအသက်ရှင်သန်နိုင်ခဲ့ခြင်းမရှိပါဘူး။ သူမရဲ့ကွယ်လွန်ခြင်းဟာနိုင်ငံရေးရာဖိအားပေးနှိမ့်ဆက်မှုတွေရဲ့ရလလာဒါမှမဟုတ်စိတ်ပြတ်အားငယ်မှုကြောင့်ကိုကိုကိုအဆုံးစီရင်သွားတာလားဆိုတာကတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူးသုံးသက်သူထိုင်ဝီလျံကလည်းယူမုံလုံရဲ့မိခင်နဲ့ဆွေမျိုးတွေကိုအာနာမိုင်တွေကအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီးခဲ့ပြီးနောက်ယခုလိုကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်းဖွင့်ချခဲ့ပါတယ်ထိုင်ဝီလျံဟာသူ့ရဲ့ဗီဒီယိုတွေကိုဖျက်ပစ်ဖို့နဲ့ channel ကိုပိတ်ပစ်ဖို့နိုင်ငံတကာကဖိအားပေးမှုတွေရှိခဲ့ပေမဲ့ငြင်းဆန်ခဲ့ပြီးတော့ ပြိဿတွေကိုမှန်တရားတွေ့ဆက်လက်ယက်တီကြဖို့တိုက်တွန်းခဲ့ပါတယ်။သူမဟာယူမော်လုံရဲ့ဝိညာဉ်နဲ့ဆက်သွယ်ရာကနေကြောင်းမက်ဖွယ်ရာဘာသာရေးဆိုင်ရာရစ်ပူဆိုတဲ့ရိုးရာပွဲတစ်ခုရဲ့အသေးစိတ်တွေကိုသိခဲ့ရတယ်လို့ပြောကြခဲ့ပြီးနောက်ပိုင်းမှာဒီအကြောင်းအရာတွေကိုလွတ်လပ်တဲ့မီဒီယာများရဲ့ဖွင့်ချမှုများနဲ့ကိုက်ညီနေခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။ဒါကြောင့်ပဲဒီရပိုင်းတွင်တရုတ်နိုင်ငံမှာယူမော်လုံတွေလူလူလှုပ်ရှားမှုတွေတော်တော်လေးစုညံလာပါတယ်။တရုတ်တနိုင်ငံလုံးကမြို့ကြီးတွေမှာလူတွေကသူ့ပုံကိုပရိုဂျက်တာနဲ့ထိုးပြပြီးသူ့နာမည်ကိုပျောက်ကွယ်သွားအောင်အဖြစ်မခံနိုင်ဘူးလို့ပြောနေကြပါတယ်။ ဒီလှုပ်ရှားမှုကတရုတ်ပြည်မှာထိရောက်သွားပြီးနယူးယောက်မြို့တိုင်းစကွဲမှာတော့သူ့ကိုဂုံပြုတဲ့ပုံတွေပြသနေပါတယ်။ဒါပေမဲ့တရုတ်ရဲ့နိုင်ငံရေးဖိအားကြောင့်တိုင်းစကွဲမှာတော့သူ့နာမည်နဲ့ဓာတ်ပုံကိုဓာတ်ရိုက်ပြခွင့်မရတော့လို့ထောက်ခံသူတွေကကုတ်ဝတ်ပြီးတော့ message တွေပေးပို့နေရပါတယ်။ Hollywood Walk of Fame မှာလည်းတရုတ်အဖွဲ့အစည်းတွေကိုတာဝန်ခံဖို့ငြိမ်းချမ်းစွာဆန္ဒပြကြပါတယ်။ online လက်မှတ်ရေးထိုးပွဲမှာဆိုရင်လေလူ9သိန်းနီးပါးလက်မှတ်ရေးထိုးနေတာကဒီကိစ္စဟာတူဦးတယောက်ရဲ့အဖြစ်ဆိုးတယ်မဟုတ်ပဲ ကမ္ဘာလုံးဆိုင်ရာတရားမျှတမှုတွေလှုပ်ရှားမှုဖြစ်လာနေတယ်ဆိုတာပြသနေပါတယ်။နောက်ပြီးဒီမှုမှာတကယ်ကိုထိတ်လန့်စရာကောင်းတဲ့အချက်ပေါ်လာပါတယ်။ပေကျင်းရဲ့အမြင့်ဆုံးအာဏာပိုင်ကယူမုံလုံးမှုနဲ့ပတ်သက်တဲ့ online ဆွေးနွေးမှုတွေကိုပိတ်ပစ်ဖို့ကိုယ်တိုင်အမိန့်ပေးခဲ့တာပါ။ဒီဖြစ်စွန်းနဲ့ဆက်ဆက်နေတယ်လို့သတင်းထွက်နေတဲ့မင်းသမီးကြီးဂျန်းရှောင်မင်းရဲ့တငယ်ချင်းဟောင်းတဦးစီကနေအချက်လက်တွေရရှိခဲ့ပါတယ်။ဒီအချက်လက်ထဲမှာဆိုရင်ရှီကျင်းဖျင်ရဲ့မိသားစုဝင်တဦးဖြစ်တဲ့ရှီယွမ်ဖျင်ရဲ့ဆိုသူကဒီရမှုနဲ့ဆက်ဆက်နေကြောင်းလူတယောက်က online မှာဖော်ပြလိုက်ပြီးမှ အွန်လိုင်းပေါ်မှာပိတ်ပင်ကန့်သတ်မှုတွေစတင်ခဲ့တာပါအွန်လိုင်းမှာဘာမှထပ်မဆွေးနွေးနေတော့အားလုံးပိတ်ပစ်လိုက်ဆိုတဲ့ဒီအမိန့်ဟာအာနာအမြင့်ဆုံးအဆင့်ကနေတိုက်ရိုက်ကြလာခဲ့တာဖြစ်ပြီးနိုင်ပိုင်းတွင်မှာပဲ post တွေ video တွေအားလုံးကိုအပြင်းထန်ဖယ်ရှားပစ်ခဲ့ပါတယ်လွတ်လပ်တဲ့သတင်းနောက်တူကလည်းဒီအချက်ကိုထပ်ဆင့်အတည်ပြုပါတယ်ယူမွန်လွန်ဟာရှီမျိုးရုံးနာမည်နဲ့အသက်ကြီးလာသောအသက်ကြီးလူတဦးဖြစ်ကြောင်းပြောဆိုခဲ့ပြီးအဲ့ဒီသူကဘေကျင်းအမှုပညာနယ်ပယ်ရဲ့နောက်ွယ်ကလက်မဲကြီးဖြစ်တယ်လို့ဆိုပါတယ်။ဒီရှီမီသားစုကအကိုကြီးရှီကျင့်ဖင်ကနိုင်ငံတော်ကိုအုပ်ချုပ်ပြီ ညီငယ်ရှူရင်ဖြန်ကတော့တရားဝင်ယာလို့မရှိပေမဲ့ပြည်ရင်းကကွန်ရက်ကြီးတွေကိုထိမ့်ချုပ်ပြီးသူ့ရဲ့အနာနဲ့နှီးစက်မှုကြောင့်ဘသူမှမထိဝင့်မတို့ဝင့်တဲ့ပုံကိုဖြစ်နေပါတယ်။ဒီလျှော့ဝက်ကွန်ရက်ဟာဩဇာလွှမ်းမှုနဲ့ငွေကြေးစီမံခံကွဲမှုတွေအပြင်တချို့သုံးသက်သူတွေရဲ့အဆိုအရလျှော့ဝက်စမ်းကြတဲ့ဘာသာရေးရိုးရာပွဲတွေအတွက်လူတွေကိုရွေးချယ်ဖို့ပါအသုံးပြုတယ်လို့ဆိုပါတယ်။ဖုံးရွှေပညာရှင်မစ္စတာမာကအနာရှိသူတွေဟာသူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲဖို့အတွက်လျှော့ဝက်ပညာရပ်တွေကိုအားကိုးတက်ကြတယ်လို့ရှင်းပြပါတယ်။ဒီလိုပွဲတွေအတွက်ရှားပါးတဲ့ဘဝစွမ်းရင်ရှိသူ အုပ်ချုပ်သူရဲ့ကံကြမ္မာကိုအားဖြည့်ပေးနိုင်မဲ့သူကိုရှာဖွေပြီးဂုဏ်ပြုခံရမယ်။မြောက်စားမယ်ဆိုတဲ့လှည့်ပြားမှုတွေနဲ့သူတို့ဘက်ပါအောင်ဆွေလေးရှိတယ်လို့ဆိုပါတယ်။ယူမုံလိုဟာအဲ့ဒီအာနာပိုင်တွေရဲ့ကံကြမ္မာပြောင်းလဲမဲ့လှည့်ဝက်ပွဲတွေအတွက်ပူပေါင်းဆောင်ရွက်ဖို့လုံးဝငြင်းဆန်ခဲ့တယ်လို့သတင်းထွက်ပါတယ်။သူကခမားတို့ကျုပ်အသက်ကိုတော့ယူလို့ရတယ်။ဒါပေမဲ့ကျုပ်ဘရောမှအလိုမတူဘူးလို့ရဲရဲဝံ့ဝံ့ပြောခဲ့တယ်တဲ့။ဖုံးရွှေပညာရှင်ကြီးမစ္စတာမာရဲ့အဆိုအရဒီလိုမနာခံမှုဒီလိုရဲရင်နဲ့ငြင်းဆန်မှုကသူတို့ရဲ့အစီရင်ကိုချိုးဖျက်ပစ်လိုက်တယ်လို့ဆိုပါတယ်။ အဲ့ဒီအနာပိုင်ရဲ့ရက်ဆက်တဲ့လောက်ရက်တွေထဲမှာယူမုံလုံအလွန်ချစ်တဲ့သူ့ခွေးလေးဖူလီကိုပါခေါ်သွားခဲ့တာဟာအပြစ်ဒဏ်ကိုပိုပြီးတေချာသွားစေတယ်လို့သူတို့ကယုံကြည်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရိုးရယုံကြည်မှုတွေအရတော့ကိုယ့်အသက်ကိုဆက်ဖို့အတွက်တခြားသူတယောက်ရဲ့အသက်စွမ်းရည်ကိုခိုးယူတာဟာအဆိုးဆုံးပြစ်မှုဖြစ်လို့ပါပဲ။ဒီလိုဖြစ်ပြီးတဲ့နောက်ဘေကျင်းကောင်းကင်မှာတော့ထူးဆန်းတဲ့နိမိတ်တွေပေါ်လာတယ်လို့ဆိုပါတယ်။ဖုံးရွှေပညာရှင်ကြီးကအသက်စွမ်းရည်ခိုးယူသူတွေဟာတဘာဝရဲ့အပြစ်ပေးမှုကိုခံရလိမ့်မယ်လို့တတိပေးခဲ့ပါတယ်။အခုဆိုရင်တရုတ်ပါတီကောင်းဆောင်ကြီးရှီကျင့်ဖင်ကိုကြည့်မယ်ဆိုရင်လည်း တိတိတသာအာရင်ချိနေနေပြီးမျက်နာကလည်းဖြူဖြော့နေပါတယ်။လူမြင်ကွင်းရှေ့ထွက်တာလည်းအရန်ရှားသွားပြီးလေးလာသူတွေကတော့သူဟာထိန်းချုပ်လို့မရနိုင်တဲ့စွမ်းအားတွေကြောင့်ခြောက်လန့်ခံနေရတဲ့လူတစ်ယောက်လိုဖြစ်နေတယ်လို့သုံးသပ်ကြပါတယ်။မကြာခင်မှာကျင်းပတော့မယ့်စရုပ်ဒအချိန်မျက်နာဆုံကြီးစီဝေးကြီးဟာလာမယ့်နှစ်တွေအတွက်တရုတ်နိုင်ငံရဲ့အာနာချင်းကွင်းရှာကိုပြန်လည်တတ်မှတ်မဲ့အခမ်းအနားကြီးဖြစ်လာတော့မှာပါ။ဘာလို့လဲဆိုတော့ရှီကျင်းဖင်ရဲ့မြေရှားတပ်တုနဲ့ပတ်သက်တဲ့မူဝါဒစစ်ပွဲကြောင့်သူ့မှာကြန့်ရှိနေတဲ့ဩဇာအာဏာတွေပါပြိုလဲသွားလို့ပါပဲဒုတိယဝန်ကြီးချုပ်ဟယ်လီဖန်ရဲ့ ေရှားတပ်ထုမူဝါဒစတင်မှုဟာတရုတ်ဝိုင်းရင်ခေါင်းဆောင်ကြီးတွေကိုတော်တော်လေးဒေါသထွက်စေခဲ့ပြီးဒါကိုစီကံမရှိတဲ့နိုင်ငံတည်ငြိမ်မှုကိုပြပြားစေတဲ့လှုပ်ရဲလို့ရှုမြင်ခဲ့ကြပါတယ်။ဒီလိုနိုင်ငံရေးမတည်ငြိမ်ဖြစ်နေတဲ့အခြေအနေကြောင့်တရုတ်နဲ့အမေရိကန်သံတမန်တွေဟာဒီအရေးကြီးတဲ့အစည်းအဝေးကြီးပြီးတဲ့အထိထိမ့်သိမ့်သိမ့်နေကြဖို့သဘောတူထားကြပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရှီကျင်းဖင်ခတ်ခဲတဲ့အချိန်ကိုဖျက်ဆီးနေရတယ်လို့မှတ်ချက်ပေးခဲ့တာဟာဝါရှင်တန်ကရှီရဲ့နိုင်ငံရေးအခြေအနေတကယ်ပဲအားနည်းနေပြီဆိုတာကိုတွေ့ဝိုက်တဲ့နေနဲ့အတိအမှတ်ပြုလိုက်တာပဲလို့ နိုင်ငံရေးသုံးသပ်သူတွေကဆိုပါတယ်ပါတီကောင်းသောဟောင်းဟူကျင်းတောင်ကလည်းဒီစည်းဝေးကစီကျင့်ဖြင့်ရဲ့ကောင်းဆောင်မှုပြဿနာကိုအချိန်မီဖြေရှင်းနိုင်မဲ့ရှင်သန်ရေးအတွက်နောက်ဆုံးတိုက်ပွဲဖြစ်တယ်လို့ယုံကြည်နေပါတယ်ရှီရဲရှားပါမြေစစ်ပွဲကအနောက်နိုင်ငံတွေကိုစီးလုံးစေုံသာမကအုပ်ချုပ်သူအတိုင်းဝိုင်းတွေကသူ့ရဲ့ပြိုင်ဘက်တွေကိုပါပထမဆုံးအကြိမ်စုသီးသွားစေခဲ့ပါတယ်အားလုံးကသဘောတူညီထားတဲ့ကောက်ချက်ကတော့ဒီစည်းဝေးဟာစီကျင့်ဖြင့်ရဲ့ကောင်းဆောင်မှုကိုအပိသက်အဆုံးသတ်သွားစေနိုင်တယ်ဆိုတာပါပဲပေကျင်းကရရှိတဲ့သတင်းချင်းမြစ်တွေရာ အခုဆိုရင်ရှီကျင့်ဖင်ရဲ့လှုပ်ရှားမှုတွေဟာပါတီတွင်းအနီးကပ်စောင့်ကြည့်မှုအောက်ကိုရောက်နေပြီလို့ဆိုကြပါတယ်။ဒါဟာသူ့လိုအစင်တန်းမြင့်တဲ့ခေါင်းဆောင်တူဦးအတွက်ဆိုရင်တော်တော်လေးရှားပါတဲ့အခြေအနေတစ်ခုပါ။ဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ခေါင်းဆောင်မှုအပြောင်းအလဲကိုနှိမ့်ကွေးစေမဲ့ပြင်ပကနိုင်ငံရေးအထောက်ပံ့တွေရှာလာကိုတားဆီးဖို့နဲ့ဒီလိုမတိမနိုင်ကာလမျိုးမှာရှီဟာနိုင်ငံကနေလျှို့ဝှက်ထွက်ပြေးတနိုင်တာကိုကာဝယ်ဖို့ပဲဖြစ်တယ်လို့သတင်းတွေကဆိုပါတယ်။ဆိုလိုတာကရှီကျင့်ဖင်ဟာအခုဆိုရင်သူ့ရဲ့ပြိုင်ဘက်တွေရဲ့အထင်းချုပ်အောက်မှာရှိနေပြီလို့တွေ့ဝိုက်ပြောဆိုနေတာမျိုးပါ။ ရှီကျင်းဖြင့်ရအာနာကိုစောင့်ကြည့်မှုအောက်ရောက်သွားတဲ့အကျိုးဆက်ကတော့ရှင်းရှင်းလေးပါပဲ။သူစီတင်ထားတဲ့နိုင်ငံသားခရီးစဉ်တွေအားလုံးကိုတိတ်တဆိတ်ဖြတ်သိမ်းလိုက်ရပါတယ်။မြောက်ကိုရီးယားကိုသွားမဲ့ခရီးစဉ်ရောကမ္ဘာခေါင်းဆောင်တွေစုဝေးမဲ့ Apex ထိပ်သီးအစည်းအဝေးခရီးစဉ်တွေပါပါဝင်ပါတယ်။ဒါဟာဆယ်သုနှစ်တခုကျော်အတွင်းမှာပထမဆုံးအချိန်ဖြစ်ရှီကျင်းဖြင့်ရနိုင်ငံကအစည်းအဝေးဇာတ်ကြီးတစ်ခုလုံးကိုလုံးဝအမှောင်ကျသွားခဲ့တာဖြစ်ပါတယ်။ပေကျင်းကဆင်းမြင့်ခေါင်းဆောင်ပိုင်းအတိုင်းဝိုင်းတွေအတွက်တော့ဒါဟာတော်တော်လေးကိုရှင်းလင်းတဲ့အချက်ပြမှုပါပဲ။တစ်ချိန်လုံးကဘသူမှမေးခွန်းမထုတ်ရတဲ့အာနာရှင်ကြီးဟာ ခုဆိုရင်သူ့ရဲ့ကိုပိုင်အာဏာစနစ်ကြီးအတွင်းမှာပဲထိထိရောက်ရောက်ချုံနောင်ခံထားရတယ်လို့ဖြစ်နေပါပြီ။နိုင်ငံတကာကိစ္စတွေကိုတော့သူစီမံခန့်ခွဲနိုင်ခြင်းမရှိတော့ဘူးဆိုတဲ့သဘောပါ။ရှီကျင်းဖင်ရဲ့ဩဇာအာဏာဘလောက်ထိကြာဆင်းသွားပြီလဲဆိုတာကိုအထင်ရှားဆုံးပြသလိုက်တာကတော့ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကမြောက်ကိုရီးယားကိုတရုတ်ဝန်ကြီးချုပ်လီချန်သွားရောက်ခဲ့တဲ့ခရီးစဉ်မှာမြင်တွေ့ခဲ့ရပါတယ်။အဲဒီခရီးစဉ်မှာမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်ဝမ်ကလီခတ်ချန်ကိုဆက်ဆံပုံဟာရှီကျင်းဖင်ရဲ့ဂုဏ်သိက္ခာကိုပေါ်ပေါ်တင်တင်နင်းချေလိုက်သလိုပါပဲ။တွေ့ဆုံပွဲမှာကင်ဂျွန်ဝမ်က ရှေလျားတဲ့ဇပွဲကြီးရဲ့ထိတ်တဖက်မှာတယောက်တည်းထိုင်နေခဲ့ပြီးဧည့်သည်တော်ဖြစ်တဲ့လီချန်နဲ့သူ့အဖွဲ့ကတော့ဇပွဲရဲ့အဝေးဆုံးအဆုံးတစ်ဖက်မှာခက်လန်းလန်းမှထိုင်နေခဲ့ရပါတယ်။မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကထုတ်ပြန်တဲ့တပ်ပုံတွေကိုကြည့်ပြီးလေလာသူတွေကဒါဟာအရာရှိအုပ်စုကသူတို့ရဲ့အထက်အရာရှိကြီးကိုခါသာပြီးအစီရင်ခံတာတင်နေရတဲ့ပုံစံမျိုးနဲ့တူနေတယ်လို့မှတ်ချက်ပြုခဲ့ကြပါတယ်။လီချန်ပြန်မို့အသင့်ပြင်နေချိန်မှာထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်ကပို့ပြီးအရှက်ရစရာကောင်းပါတယ်။ကင်ဂျွန်ဝမ်ဟာသူ့ရဲ့လက်နက်ဖက်ကိုအိတ်ကတ်ထဲထည့်ထားရင်းလီချန်ကိုလုံးဝဂရုမစိုက်ပဲ သူ့ရဲ့လက်ထောက်တွေနဲ့စကားပြောနေခဲ့ပါတယ်။ဧည့်သည်တော်ကိုလှစ်လျူရှုထားခဲ့ပြီးနောက်ဆုံးအချိန်မှသာခေါင်းကိုတစ်ချက်နှိမ်ပြခဲ့တာပါ။လီချန်ကတော့သူ့ကိုဘာအတိမတ်ပြမှုမှပေးလက်ပေးမလာလို့ငိုင်းတိုင်တိုင်နဲ့ရက်ဆောင်နေခဲ့ရပြီးသူ့ဂါဒန်ထွက်သွားတော့မှကင်ဂျွန်ဝမ်ကလက်တစ်ချက်ဝှေ့ရမ်းပြပြီးချက်ချင်းပဲလှည့်ထွက်သွားခဲ့ပါတယ်။ဒီမြင်ကွင်းဟာအရင်တုန်းကနဲ့လုံးဝမတူပါဘူး။ဥပမာ2017ခုနှစ်တုန်းကဆိုရင်တရုတ်နိုင်ငံရဲ့ဒုတိယဝန်ကြီးချုပ်လီခါချန်မြောက်ကိုရီးယားကိုသွားတော့ကဆိုရင် ကင်ဂျုံနဲ့သူ့ဖခင်တို့ဟာလီခါချင်းရဲ့ဘေးမှာချင်တွဲထိုင်ခဲ့ပြီးအလဲကောင်းနေရာကိုတော့လေးစားမှုနဲ့ဖယ်ပေးထားခဲ့တာမျိုးရှိခဲ့ပါတယ်။ဒီတော့ကင်ဂျုံဟာရှီကျင့်ဖင်ရဲ့အနီးကပ်ဆုံးမဟာမိတ်ကိုအခုလိုပေါ်ပေါ်တင်တင်မလေးမစားပုံသံမျိုးဆက်ဆံလိုက်တာဟာရှီကျင့်ဖင်ကိုယ်တိုင်ကိုဓာတ်ရိုက်သတင်းစကားပေးလိုက်တာပါပဲ။အဲ့ဒီသတင်းစကားကတော့ငါဟာဘေကျင်းတွင်းမှာဖြစ်နေတဲ့အာနာအပြောင်းလဲတွေကိုကောင်းကောင်းနားလည်ပြီးပြီ။မင်းရဲ့ဩဇာအာနာကြာသွားပြီဆိုတာငါသိတယ်။ ဒါကြောင့်မင်းရဲ့တစ္ဆာရှိဆုံးလက်အောက်ငယ်သားကိုငါစော်ကားဖို့မကြောက်တော့ဘူးဆိုတာကိုပြသလိုက်တာပဲဖြစ်ပါတယ်။ရှီကျင်းဖျင်ရဲ့အာနာချုပ်ကိုင်မှုတွေဖြေလျှော့လာတာနဲ့မျှတရုတ်နိုင်ငံသားတွေရဲ့စိတ်ဓာတ်ဟာလည်းဆယ်သုနှစ်ပေါင်းများစွာအတွင်းမတွေ့ခဲ့ဘူးတဲ့ပုံစံမျိုးနဲ့ပြောင်းလဲလာနေပါတယ်။ယူမလုံအမှုကိုအစိုးရကဘလောက်ပဲအတင်းကျပ်နှိမ်နှင်းပိတ်ပင်ခဲ့သည်ဖြစ်စေသူတို့ရည်ရွယ်ထားတာရဲ့စန့်ကျင်ဘက်ရလဒ်ကိုသာဖြစ်စေခဲ့ပါတယ်။အစိုးရကတိတ်ဆိတ်သွားစေခြင်းခဲ့ပေမဲ့ဒီဖြစ်ပျက်ကတရုတ်ပြည်သူတွေကြားမှာတိတ်ဆိတ်တဲ့ကိုကျင့်တရားနှိုးကြားမှုမျိုးကိုမီးမွှေးပေးလိုက်တယ်လို့ဖြစ်သွားခဲ့တာပါ။ တရုတ်နိုင်ငံတည်းရောပြည်ပကတရုတ်အတိုင်းဝိုင်းနေကြမှာပါလူဦးရေတိုးပွားလာတဲ့လူအများပြားဟာသုံးကြိမ်ဆုတ်ခွာခြင်းလှုပ်ရှားမှုလို့ခေါ်တဲ့အရာမှာပါဝင်ပူးပေါင်းလာနေကြပါတယ်ဒီလှုပ်ရှားမှုကတော့တရုတ်ကွန်မြူနတီပါတီ CCP နဲ့သူ့ရဲ့ဆက်ဆက်အဖွဲ့အစည်းတွေကနေထွက်ခွာပြီးသူတို့ရဲ့တွေးခေါ်လွတ်လပ်မှုကိုအများသိအောင်ကြီးညာကြတာပဲဖြစ်ပါတယ် Global Service Center for Quarantine the CCP ရဲ့အချက်လက်တွေရ2025ခုနှစ်အောက်တိုဘာလ15ရက်နေ့အထိကမ္ဘာတဝန်းမှာလူဦးရေတန်ပေါင်း453သန်းကျော်ဟာဒီလိုမျိုးကြီးညာချက်တွေထုတ်ပြန်ခဲ့ပြီးပါပြီ။ မကြသေးမီရသက်ဘတ်တွေမှာပဲဒီလှုပ်ရှားမှုတွေပါဝင်သူတွေအများပြားဟာယူမုံလုံရဲ့အဖြစ်ဆိုးကိုသူတို့ရဲ့ကိုကျင်တရားနိုးထလာတဲ့အခိုက်အတန့်ဖြစ်ဓာတ်ရိုက်ထောက်ပြပြောဆိုခဲ့ကြပါတယ်။ဒီလှုပ်ရှားမှုရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဒေါက်တာဝမ်ကျွန်းကဒီပြောင်းလဲမှုဟာရိုးရိုးရှင်းရှင်းနိုင်ငံရေးကိစ္စထက်ပိုပြီးနှဆိုင်ပြီးနန်ဝင့်ညင်ဆိုင်ရာနိုးကြမှုတရက်ဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။ယူမုံလုံရဲ့ခြေကွဲဝယ်ဖြစ်ဆိုးကိုကြည့်ရင်လူတွေဟာတကယ့်အာနာဖွဲ့စည်းပုံရဲ့တဘာဝသူ့ရဲ့အကျင့်ပြတ်ခြားစားမှု သူတို့ရဲ့ရက်ဆက်ကြမ်းကြမ်းမှုနဲ့အမှန်တရားကိုဘလောက်ထိကြောက်ရွံ့လဲဆိုတာကိုမျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတယ်လို့သူကပြောပါတယ်။သူတို့ဟာအဖွဲ့အစည်းတစ်ခုကနေရုံးထွက်နေုံနဲ့မကဘဲနှစ်ပေါင်းများစွာသူတို့ကိုဖိနှိပ်ချုပ်ချယ်ထားတဲ့ကြောက်ရွံ့မှုကိုယ်တိုင်ကနေပါရုံးထွက်နေကြတာဖြစ်တယ်လို့ဒေါက်တာဝမ်ကျွင်းကဆိုပါတယ်။ဒီပြောင်းလဲဟာလူတွေရဲ့စိတ်ထဲကစတင်တဲ့ပြောင်းလဲမှုဖြစ်တဲ့အတွက်ကြောင့်ဘယ်အာဏာနဲ့မှနှိမ်နင်းလို့မရဘူးလို့ဘယ်စင်စာစနစ်နဲ့မှဖျက်ဆီးလို့မရနိုင်တဲ့အပြောင်းလဲမျိုးပါပဲ။ရွှေမုံလုံးရဲ့အဖြစ်ဆုံးနဲ့သူမီးမွေးပေးခဲ့တဲ့ကိုကျင်တရားဆိုင်ရာအတိတ်တရားဟာ တရုတ်နိုင်ငံရဲ့ထိန်းချုပ်မှုခကြီးပြိုကွဲခြင်းရဲ့အဆောက်ကိုအမှတ်အသားပြုနေတယ်လို့သုံးသပ်သူတွေကဆိုကြပါတယ်။ပေကျင်းဟာဆယ်သုနှစ်များသောအတွင်းအဆုံးဖြတ်ပြီးမဲ့စီးဝေးကြီးကိုချင်းကပ်လာခြင်းမှာအခုတော့ဖုံးကွယ်လို့မရနိုင်တော့တဲ့အမှန်တရားတစ်ခုရှိနေပါပြီ။ပြိုကွဲမှုဟာစတင်နေခဲ့ပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။